ားလုံးမင်္ဂလာပါခင်ဗျာ HKK YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒုတိယကမ္ဘာစစ်အပြီးမှာမြန်မာနိုင်ငံဟာဒီပေါ်မင်းလက်ထက်ကဆုံးရှုံးခဲ့ရတဲ့လွတ်လပ်ရေးကိုပြန်ရလာပြီးတဲ့နောက်မှာပါလီမန်ဒီမိုကရေစီစနစ်နဲ့နိုင်ငံအုပ်ချုပ်ရေးကိုစတင်ခဲ့တာပါဒါပေမဲ့လည်းကန်ဆိုးလာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကတော့ပြည်တွင်းပဋိပက္ခတွေဟာ ထိမနိုင်သိမရအခြေအနေတွေထိအောင်ဖြစ်ပေါ်လာခဲ့ရပါတယ်။ပြည်ရင်ပฏิပက္ခဖြစ်နေတဲ့အတွက်မြမတပ်မတော်ရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်စမစ်ဒွန်းကိုလည်းကရင်လူမျိုးဖြစ်နေလို့ယာရုကနေအနားယူစေခဲ့ပြီးဗိုလ်ချုပ်နေဝင်းကိုစစ်ဦးစီးချုပ်ဖြစ်တာဝန်ခံခဲ့ပါတယ်။အဲဒီလိုယာရုအပြောင်းလဲတွေနဲ့စစ်ဦးစီးချုပ်ဖြစ်လာတဲ့ဗိုလ်နေဝင်းကပဲ1962ခုနှစ်မှာ တိုင်းပြည်ရဲ့အာဏာကိုသိမ်းပိုက်ခဲ့ပြီးမြန်မာနိုင်ငံကို1962ခုနှစ်ကနေစပြီး1984ခုနှစ်အထိစစ်အာဏာရှင်စနစ်ကို အသုံးပြုပြီး12နှစ်ကြာတဲ့အထိအုပ်ချုပ်ခဲ့တာပါအင်္ဂလိပ်တွေလက်အောက်ကနေ1948ခုနှစ်မှာလွတ်လပ်ရေးရပြီးတဲ့နောက်အာဏာရအဖွဲ့အစည်းဖြစ်တဲ့ဖက်ဆပါလပါတီကြီးအတွင်းမှာ1958ခုနှစ် ေဗီလာအတွဲမှာတန်ရှင်းတဲ့တီမြဲဆိုပြီးနှစ်ချမ်းပြိုကွဲခဲ့တဲ့အတွက်နိုင်ငံရေးအခြေအနေတွေဟာလည်းရှုပ်ထွေးခဲ့ရပါတယ်ခင်ဗျာ1958ခုနှစ်စက်တင်ဘာလ26ရက်နေ့နနက်ပိုင်းမှာတက်မတော်ကဗိုလ်မှူးကြီးအောင်ကြီးဗိုလ်မှူးချုပ်တင်ဖီဗိုလ်မှူးကြီးမောင်မောင်တို့ကဥလူရဲ့နေအိမ်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်ညနေပိုင်းမှာ အာမာယတန်ရှင်းဖဆပလာရဲ့ အလုံအမှုဆောင်အစည်းအဝေးနဲ့လက်ရှိအစိုးရအဖွဲ့ဝင်ကြီးများအစည်းအဝေးတွေကိုဇက်တိုက်ကျင်းပခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဗိုလ်ချုပ်နေဝင်ကိတ္တလာရောက်တွေ့ဆုံခဲ့ပါတယ်။ဝင်ကြီးအစည်းအဝေးဆုံးဖြတ်ချက်အရစက်တင်ဘာ28ရက်နေ့မှာကျင်းပမယ်လက်တော်အစည်းအဝေးမှာဗိုလ်ချုပ်နေဝင်ကို ဝင်ကြီးချုပ်အဖြစ်တင်တွင်းရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဝင်ကြီးချုပ်ဦးနုကစစ်တင်နာပတိချုပ်ဗိုလ်ချုပ်နေဝင်ထံကို ယာယီအိမ်ဆောင်အစိုးရဖွဲ့စည်းပြီးတိုင်းပြည်ကိုထိန်းသိမ်းရန်စာနဲ့အကြောင်းကြားခဲ့ပါတယ်။အဲ့ဒီစာမှာလဲ1956ခုနှစ်ဧပြီလကိုနောက်ဆုံးထားပြီး6လအတွင်းရွေးကောက်ပွဲကျင်းပပေးရန်ပါဝင်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲ1958ခုနှစ်အောက်တိုဘာလမှာအိမ်ဆောင်အစိုးရဖွဲ့စည်းပြီးရန်ကုန်မြို့မှာရှိတဲ့တမရအိမ်တော်မှာတန်းကျင်ခဲ့ကြပါတယ်။ လွှတ်တော်တွေကိုလည်းရခင်အတိုင်းထားရှိပြီးဖြတ်သိမ်းခြင်းမျိုးမလုပ်ခဲ့ပါဘူး။အိမ်ဆောင်အစိုးရအဖွဲ့မှာတော့တက်မတော်ကနေအနှဲငယ်တာပါဝင်ပြီးအရက်သားဝင်ကြီးတွေနဲ့ဒေသခံခေါင်းဆောင်တွေ အများစု ပါဝင်ခဲ့ကြပါတယ်။တချို့တရင်စာတွေကတော့ဦးနုကနှုတ်ထွက်ပြီးဘုရုံနေဝင်းကိုအာနာကိတလွှဲပြောင်းပေးခဲ့တယ်လို့ဆိုတော့လေတချို့ကတော့အာနာသိမ်းယူတာလို့တတ်မှတ်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရရှိခဲ့တဲ့1948ခုနှစ်ကနေ စတင်ပြီးနိုင်ငံရေးအယူဝါဒကွဲပြားမှုကြီးမားလာခဲ့ကြတဲ့တန်ရှင်းဖဆပလာကဥနုနဲ့မတည့်မမြတ်ဖြစ်ခဲ့ကြတဲ့တီမြဲဖဆပလာကဥကြောငိမ့်ဥပစွေတို့နဲ့တင့်မြတ်ကြတဲ့ဆိုရှယ်လစ်စစ်ဘုအချို့ကအာဏာသိမ်းဖို့ကြံစီခဲ့ကြတာလို့လဲတချို့ကဆိုကြပါတယ်အဲဆောင်အစိုးရဖွဲ့တဲ့အခါမှာတော့တမတော်ဘက်ကနေ ဘုံမူကြီးအောင်ကြီးဘုံမူကျုပ်တင်ဖီဘုံမူကြီးမောင်မောင်ဦးနုအစိုးရဘက်ကတော့ဦးအောင်တို့ကစစ်ဆက်ညှိနှိုင်းခဲ့ကြတာပါစစ်ဆက်မှုတွေအရလွှတ်တော်တွေကိုဖြတ်သိမ်းခြင်းမပြုရန်နဲ့6လအကြာမှာရွေးကောက်ပွဲကျင်းပရန်ဦးနုကတောင်းဆိုပြီးအာဏာလွှဲအပ်ပေးခဲ့တာပါအိမ်ဆောင်အစိုးရလက်ထက်1959ခုနှစ်ဧပြီလ29ရက်နေ့မှာ ရှမ်းပြည်စော်ဘွား34ဦးဟာလဲတောင်ကြီးမြို့မှာသမရမန်းဝင်းမောင်ဝင်းကြီးချုပ်ဗိုလ်ချုပ်နေဝင်းတို့ရဲ့ရှေ့မှာပဲလက်မှတ်ရေးထိုးကာအာဏာစွန့်လွတ်ခဲ့ကြပြီးပြည်သူအုပ်ချုပ်ရေးကိုစတင်ခဲ့ကြပါတယ်အာဏာရအယက်သားဝင်းကြီးချုပ်ဖြစ်တဲ့ဦးနုထံကနေနိုင်ငံတော်အာဏာကိုကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းကလွှဲပြောင်းရယူပြီးတဲ့နောက်မှာအိမ်ဆောင်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။အဲဒီအစိုးရအဖွဲ့ဟာမြမတမိုင်းမှာပထမဦးဆုံးအိမ်ဆောင်အစိုးရအဖွဲ့လည်းဖြစ်ပါတယ်။ဒါကြောင့်လဲဘုရုံနေဝင်းဟာအိမ်ဆောင်အစိုးရကိုဖွဲ့စည်းပြီးမာရှယ်လောလို့ခေါ်တဲ့စစ်အုပ်ချုပ်ရေးစနစ်ကိုကျင်ညာပြီးစတင်အုပ်ချုပ်ခဲ့ပါတယ်။ဘုရုံနေဝင်းဖွဲ့စည်းခဲ့တဲ့အိမ်ဆောင်အစိုးရဟာလုပ်ငန်းစဉ်၄ရပ်ကိုချမှတ်ပြီးဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်တွေကတော့တရားဥပဒေစိုးမိုးရင်းနဲ့ငြိမ်ဝတ်ပြပြရေးတရားဥပဒေစိုးမိုးလာပြီးနိုင်ငံရေးပါတီများကလည်းကုညီဆောင်ရွက်ပြီးဆိုရင်6လအတွင်းလွတ်လပ်၍တရားမျှတတော်ပါလီမန်ရွေးကောက်ပွဲ ကျင်းပရေးနေထိုင်စားသောက်မှုစရိတ်လျှော့ချပေးရေးနိုင်ငံအတွင်းစီးပွားရေးပြက်ပြားနေခြင်းကို ပြန်လည်ပြုပြင်ရေးဆိုပြီးဖြစ်ပါရယ်ခမမူလကစိစက်ညှိနှိုင်းမှုတွေအရာ 1959ခုနှစ်မှာရွေးကောက်ပွဲကျင်းပရန်ဖြစ်တော်လဲ1960ပြည့်နှစ်ဖေဖော်ဝါရီလရောက်မှာရွေးကောက်ပွဲပြန်လဲကျင်းပနိုင်ခဲ့ပါတယ်။အဲဒီလိုအိမ်ဆောင်အစိုးရလက်ထက်မှာကျင်းပပေးခဲ့တဲ့ရွေးကောက်ပွဲမှာလဲဥနုကပဲပြန်လဲအနိုင်ရခဲ့ပြီးပဋ္ဌာဆအစိုးရကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။တို့ရမှာလဲနိုင်ငံရေးမတည်ငြိမ်မှုဖဆပါလပြိုကွဲမှု နိုင်ငံတော်ကိုဆက်လက်အုပ်ချုပ်လိုခြင်းစတဲ့အကြောင်းတွေကြောင့်ဗိုလ်ချုပ်နေဝင်းဟာစစ်အင်အားနဲ့တိုင်းပြည်အာဏာကိုပြန်လည် သိမ်းပိုက်လိုခဲ့ပါတယ်။ဒါကြောင့်လဲဝင်းကြီးချုပ်ဦးနှုရဲ့အရက်သားအစိုးရထံအာဏာလွှဲပြောင်းပြီးနှစ်နှစ်မပြည့်သေးခင်1962ခုနှစ်မတ်လ2ရက်နေ့မှာဗိုလ်ချုပ်နေဝင်းဟာတိုင်းပြည်အာဏာသိမ်းပိုက်ခဲ့ပါတယ်။ဝင်းကြီးချုပ်ဦးနှုတမရဟောင်းဆက်ရွှေတိုက်စတဲ့ နိုင်ငံရေးသမားတွေနဲ့ကရင်နီပြည်နယ်နဲ့ရှမ်းပြည်နယ်တွေရဲ့ခေါင်းဆောင်ဟောင်းတွေကိုလည်းဖမ်းဆီးခဲ့ပါတယ်ဆက်ရွှေတိုက်ရဲသားဆက်မီမီတိုက်ကူရာတနက်နဲ့အပြစ်ခံခဲ့ရပြီးအဲ့ဒီအာနာသိမ့်ပိုင်မှုကိုကမ္ဘာမီဒီယာအများစုကတွေးမြေမကြတော့အာနာသိမ့်ပိုင်မှုကြီးလို့ဖော်ပြမှတ်တမ်းတင်ခဲ့ပါတယ်အဲ့ဒီလိုအာနာသိမ့်ကာလအတွင်းမှာတိဘောစော်ဘွားစัจကြဆိုင်ဟာလဲတောင်ကြီးမြို့မှာ ပျောက်ဆုံးသွားခဲ့ပါသေးတယ်1962ခုနှစ်မှာမြန်မာစစ်တပ်ကအာဏာသိမ်းပိုင်ရာချင်းရဲ့အဓိကအကြောင်းအရင်းအနေနဲ့ကတော့1960ခန့်မှာရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တွေဟာဖက်ဒရယ်မူမရပါကပြည်ထောင်စုကနေနှုတ်ထွက်မဲ့အကြောင်းပြောဆိုခဲ့ကြသလိုအဲ့ဒီအချိန်ရှမ်းပြည်နယ်မှာလည်းလက်နက်ကင်တပ်ဖွဲ့တွေကိုဖွဲ့စည်းပြီးစတင်တော်လှန်နေခဲ့ကြပြီဖြစ်ပါတယ် ဝင်းကြီးချုပ်ဦးနုကလည်းဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းလိုက်တဲ့အတွက်တခြားဘာသာဝင်အများစုကလည်းအစိုးရကိုစန့်ကျင်လိုကြပါတယ်။အဲဒီလိုပြဿနာရက်တွေကိုအကြောင်းပြုပြီးအာဏာသိမ်းပိုက်ခဲ့ရတဲ့အကြောင်းညမတက်မတော်ကလည်းယနေ့အချိန်ထိပြောဆိုနေသေးပဲဖြစ်ပါတယ်ခင်ဗျာ။အဲဒီအချိန်မှာညမလူလူတွေကတော့အာဏာသိမ်းပြီးအစောပိုင်းကာလတွေမှာ ဘာပြောင်းလဲမှုကိုမှမကြုံတွေ့ကြရပါဘူး။တမတော်ရဲ့ဓာတ်နှုညီမြရေးမူဝါဒကြောင့်စိုက်ပျိုးရေးမှာလောက်ကန်ကြတဲ့လူတို့တွေရဲ့လူနေမှုအဆင်အသန့်ဟာလည်းအနှဲငယ်တိုးတက်လာခဲ့ပါတယ်။တမတော်ဟာ1958ခုနှစ်ကနေ1960ခုနှစ်အထိနိုင်ငံတော်ကိုအိမ်ဆောင်ဆိုးရအဖြစ်နဲ့အုပ်ချုပ်ခဲ့မှုတဲ့အတွက်အချိန်တန်ရင်အရက်သားအစိုးရထံကို အာနာပြန်လွှဲပေးမှာပဲလို့ယုံကြည်နေကြသူတွေလည်းရှိခဲ့ပါတယ်။တက်မတော်ရဲ့ community ဝါဒစန့်ကျင်ခြင်းကိုအမေရိကန်နိုင်ငံကနှစ်သက်ခဲ့တယ်လို့စီးရီးတိုက်ပွဲမှာလည်းဗတ်မလိုက်မူကိုဆက်လက်ကင်တွယ်ထားတဲ့အတွက်ဘယ်နိုင်ငံကြီးတွေကမှအာနာသိမ့်ပိုင်မှုကိုစန့်ကျင်တာတွေအရေးယူပိတ်ဆို့တာတွေလှုပ်ဆောင်မှုမျိုးမရှိခဲ့ပါဘူး။တက်မတော်ဟာအယက်သားအစိုးရထံကနေအာနာသိမ့်ပြီးနောက်ပိုင်းမှာတော့ တော်လန်ရေးကောင်စီကိုဖွဲ့စည်းပြီးမြမဆိုရှယ်လစ်လမ်းစဉ်ခေါ်မဆလာအစိုးရစနစ်ကိုစတင် အကောင့်ထဲပေါ်ခဲ့ပါတယ်မဆလာအစိုးရစနစ်ဟာစစ်အာဏာရှင်စနစ်လက်အောက်ခံတပြည်တော်တပတီဆိုရှယ်လစ်စနစ်ပဲဖြစ်ပါတယ်အဲ့ဒီ1962ခုနှစ်ဧပြီလ30ရက်နေ့မှာရတနာဘုံရင်းသက်စခန်းမှာ ကျင်းပခဲ့တဲ့တမမှုများညီလာခံကနေတော်လန်ရေးကောင်စီရဲ့မူဝါဒသဘောထားအဖြစ် မြမဆိုရှယ်လစ်လမ်းစဉ်ကိုချမှတ်ခဲ့ပါတယ်။မြမဆိုရှယ်လစ်လမ်းစဉ်ဆိုတာကလည်းအဲ့ဒီခေတ်အဲ့ဒီကာလကကမ္ဘာမှာကျင့်သုံးနေကြတဲ့ကွန်မြူနစ် ဆိုရှယ်လစ်လမ်းစဉ်ကွန်မြူနစ်ကျညာစာတမ်းမျိုးကိုကျင့်သုံးခဲ့တာမျိုးလည်းမဟုတ်ပဲမြမနီးမြမဟန်အမိတက်ကဆိုရှယ်လစ်အရေးခြုံထားတဲ့ဂျာမနီကနာဇီအာဏာရှင်အမျိုးသားရေးဝါဒမျိုးတာဖြစ်ခဲ့ပါတယ်။ မြန်မာနေမြမဟန်ဆိုရှယ်လစ်ဝါရကျင်ညာချက်မှာတော်လန်ยีကောင်စီတီဤလောက၌လူလူချင်းခေါင်းပုံဖြတ်၍မတရားအမျက်ရှာစားတော်စီးပွားရေးစနစ်ဆိုးများတည်ရှိနေရ၍ကာလပတ်လုံးလူအပေါင်းကိုလူမှုဒုက္ခများမှာလွတ်မြောက်စေလိမ့်မည်ဟုမယုံကြည်ဤပြည်တော်စုမြမနိုင်ငံတွင်လူလူချင်းခေါင်းပုံဖြတ်ခြင်းကင်း၍တရားမျှတမှုရှိတော် ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုတည်ဆောက်နိုင်မှသာလျှင်တာယာဝါပြောသောလောကသစ်ကြီးတို့ရောက်ရှိနိုင်မည်ဟုယုံကြည်သည်တို့ယုံကြည်သည့်အတိုင်းဆိုရှယ်လစ်လောကတို့မရောက်ရောက်အောင်ပြည်သူတို့နဲ့အတူလက်သွဲချိတတ်ကြမည်ဟုအလေးအနက်အဓိဋ္ဌာန်ပြုသည်ဆိုရှယ်လစ်စီမံကိန်းများကိုဆောင်ရွက်နိုင်ရန်အတွက်တိုင်းပြည်၌အသက်တွေးကြောဖြစ်သောကုန်ထုတ်အရင်းအနှီးများကို နိုင်ငံပိုင်ပြုလုပ်ရမည်သာဖြစ်သည် တိုင်းပြည်ကုံထုတ်အရင်အနည်းများကိုနိုင်ငံတော်က၎င်းတမဝါယမနဲ့စူပေါင်းအဖွဲ့များကတော့၎င်းပိုင်ဆိုင်ရမည်ယင်းပိုင်ဆိုင်မှုတွင် နိုင်ငံတော်ပိုင်ဆိုင်မှုသည် ဆိုရှယ်လစ်စီးပွားရေးစနစ်၏အဓိကအခြေခံပင်ဖြစ်ပေသည်နိုင်ငံတော်၏လက်ရှိတပ်မတော်ကိုလည်းဆိုရှယ်လစ်စီးပွားရေးစနစ်ကိုကာကွယ်မည့်အမျိုးသားတပ်မတော်အဖြစ်သူချိတ်သက်စေရမည်လက်ရစိုက်ပျိုးရေးလုပ်ငန်းများကိုခင်မီတိုးတက်အောင် တစ်ဖက်မှဆောင်ရွက်ရင်းမိမိတိုင်းပြည်အင်အားနှင့်လျော်ညီတော်ဆက်မှုလုပ်ငန်းကိုလည်းထူထောင်သွားမည်နိုင်ငံတော်တော်လှန်ရေးကောင်စီသည်အတွင်ကူးပြောင်းရေးကာလနှင့်လျော်ညီတော်လူမှုလူဒန်းစားစီယုံရေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ထို့အတွက်တင့်လျော်တော်နိုင်ငံရေးစီယုံမှုကိုဖွဲ့စည်းတည်ထောင်မည်စတဲ့လူပြင်းကြိုက်စကလုံးတွင်အစဉ်အဆက်အစိုးရတွေကိုအပိုက်ခံလှုပ်လာတဲ့ ကွန်မြူနစ်ရောင်ရောင်ဆိုရှယ်လစ်ရောင်ရောင်ဂရင်းမြတ်နိုင်ငံရေးတမားတချို့နဲ့လက်နက်ချအလင်းဝင်ကွန်မြူနစ်လူရွတ်တချို့ကိုဖမ်းဆီးနိုင်ခဲ့ကြသလိုပြည်သူလူထုအများစုကိုလည်းတွေ့ဝီသွားစေခဲ့ပါတယ်အထူးသဖြင့်ဖဆပါလာတဲ့ကထင်ရှားခဲ့ကြတဲ့တထုံဦးသိမ်းမောင်ဆရာချယ်ရိုအုပ်စုနဲ့ဆိုရှယ်နီလို့အဲ့ဒီခေတ်ကခေါ်ကြတဲ့ ICF ဟောင်းဥပငိမ့်တို့အုပ်စု ဝိရုဒတခင်ကျက်မောင်တို့ဦးဆောင်တဲ့ပမညတအများစုတို့ဟာမြမနီမြမဟန်ဆိုရှယ်လစ်စနစ်ကိုအကောင့်ထဲပေါ်ရှောက်လန်းနိုင်မှုခွေးကရကနေရနေရဆိုကထောက်ခံပြီးဥပောင်းခဲ့ကြပါတယ်အဲ့ဒီလိုအင်ဒရီမဆဲနိုင်လောက်အောင်ထိသူရငါဥအောင်ဖြာနေရအလူရက်ခင်းနေကြတဲ့ဆိုရှယ်နီအုပ်စုတွေကိုအဲ့ဒီကသတင်းစာတွေကဝေဖန်ရေးသားခဲ့ကြပါတယ် ဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်တဲ့တော်လှန်ရေးကောင်စီဟာနိုင်ငံတော်အာဏာအရက်ရက်ကိုလုံးဝချုပ်ထိန်ပြီးသူတို့အလိုကျတိုင်းပြည်ကိုစီမံစမ်းပြန်နိုင်ဖို့ပထမဆုံးခြေလှမ်းအဖြစ်ဧပြီလ30ရက်နေ့မှာဗမာပြည်စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းကာလူလူရဲ့နားမျက်စိတစ်ဖွဲဖြစ်နေတဲ့စာနယ်ဇင်းလောကကိုထိန်းချုပ်လိုက်ပါတယ်1962ခုနှစ်ဇူလိုင်လ4ရက်နေ့မှာတော့ မြမဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလကို ဖွဲ့စည်းရန်ပါတီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းကအမျိုးတေပါတီအဖြစ်စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်1962ခုနှစ်ဇူလိုင်လ9ရက်နေ့မှာတော်လန်ยีကောင်စီနဲ့ဗိုလ်ချုပ်ကြီးနေဝင်းတို့ရဲ့ဇာတိရုပ်ကိုထင်ရှားစေခဲ့တဲ့7ဇူလိုင်ကျောင်းသားအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပါတယ်ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။အဲ့ဒီဆန္ဒပြမှုကိုဖိနှိပ်ရန်အတွက်လဲဥနေဝင်းဟာစစ်သားတွေကိုဆစ်လွတ်ခဲ့ပါတယ်။ကျောင်းသားတမကအစာအုပ်ကြီးကိုဘုံခွဲဖျက်ဆီးခဲ့တယ်လို့ဗိုလ်ချုပ်နေဝင်းဟာဆန္ဒပြတဲ့ကျောင်းသားတွေကိုလည်းဓားကိုဓားချင်းလှန်ကိုလှန်ချင်းရင်ဆိုင်ပြီလို့လည်းပြောဆိုခဲ့ပါတယ်။တော်လိုင်းကြီးကောင်စီရဲ့အုတ်ချုပ်မှုကိုစန့်ကျင်အန်တုတဲ့ចောင်းသားတွေနဲ့ ចောင်းသားတွေမိကိုအားထားခဲ့တဲ့တက္ကတာဘက္ကတာဘက္ကတာများအဖွဲ့ချုပ်စတဲ့ចောင်းသားတမကအဖွဲ့စည်းတွေ ਨੇ ចောင်းသားနိုင်ငံရေးစင်မြစ်ဖြစ်တဲ့တမကအဆောက်အဦးကိုပါမြမနိုင်ငံရေးဇက်ခုံပေါ်ကနေအပြက်ရှင်းထုတ်ရန်စူးစားခဲ့ပါတယ်1988ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ဗိုလ်ချုပ်နေဝင်းဟာចောင်းသားတမကအဆောက်အဦးကို ုံခွဲပြက်စီးခဲ့တဲ့အကြောင်းကိုညင်ပယ်ခဲ့ပြီးအဲ့ဒီအချိန်ဂျာရုကလည်းနှုတ်ထွက်သွားခဲ့ပြီဖြစ်တဲ့ဘုံမှုချုပ်အောင်ဘိုးချုပ်ဟောင်းဦးအောင်ကြီးကိုတရားခံဖြစ်တဲ့အကြောင်းအပြစ်တင်ပြောဆိုခဲ့ပါတယ်1963ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာတော်လန်ရေးကောင်စီရဲ့22ကြိမ်မြောက်အစည်းအဝေးကနေအတိပြုလိုက်တဲ့မဆလာပါတီရဲ့အတွေးခေါ်မျှော်မြင်ရေးသဘောတရားအဖြစ် လူနဲ့ပတ်ဝန်းကျင်တို့၏အညမညတဘောတရားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။အမျိုးဒီပါတီကိုဖွဲ့စည်းပြီး6လကျော်ကြာတဲ့အချိန်မှာ ပါတီရဲ့တဘောတရားကိုကြေညာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီပါတီရဲ့တဘောတရားကိုလည်းကွန်မြူနစ်ပါတီကဘဂဗတ်တော်ခူရမှာ လိုက်ပါမသွားပဲမြေပေါ်မှာကြံရစ်ခဲ့တဲ့ကိုကိုမောင်ဆိုတဲ့ကလောင်နာမည်နဲ့စာရေးနေတဲ့ကွန်မြူနစ်ပြတ် ုချစ်လိုင်းကကောင်းတို့ရာရာတွေဖြစ်တဲ့ကမ္ဘာဆိုရှယ်လစ်ကွန်မြူနတီကသဘောတရားတွေနဲ့ဗုဒ္ဓဘာသာတရားတော်အချို့ကိုအပီအပြင်းရောတမမှွေပြီးရေးပေးလိုက်တဲ့သဘောတရားကျင်ညာစာတမ်းကြီးဖြစ်ပါတယ်။အဲ့ဒီလိုမဆာလာပါတီရဲ့သဘောတရားကျင်ညာစာတမ်းကိုရေးသားပေးခဲ့တဲ့ဥချစ်လိုင်းကိုလည်းနောက်အခါမှာပါတီဘ ਹੁ နိုင်ငံရေးတင်နန်းကျောင်းဦးကြီးအဖြစ်နဲ့သူကောင်းပြုခြင်းကို ခံခဲ့ရပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကိုချဲလဲနိုင်အောင်ဆောင်ရွက်တဲ့အနေနဲ့လဲပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်တင်ပိုက်ခဲ့ပါတယ်။ဒါ့အပြင်ဥပဒေပြုရေးပညာရေးယဉ်ကျေးမှုစတဲ့အရေးပါတဲ့ကဏ္ဍတွေကိုလည်းချုပ်ကင်နိုင်အောင်လှုပ်ဆောင်ခဲ့ပါတယ်။အစိုးရပိုင်မဟုတ်တဲ့ institution တွေကိုလည်းဖျက်သိမ်းခဲ့ပါတယ်။ပြည်ထရှာကိုလိုနီခေတ်ရဲ့အတိတ်သမိုင်းတွေကို ပပျောက်အောင်ဆောင်ရွက်ခဲ့သလို မြန်မာဘာသာစကားကိုမြန်မာနိုင်ငံရဲ့ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ခဲ့ပြီး အင်္ဂလိပ်လိုအမည်ပေးခဲ့တဲ့လမ်းနံမြေတွေကိုလည်းမြန်မာဘာသာတို့ပြောင်းလဲစေခဲ့ပါတယ်။အနောက်တိုင်းနိုင်ငံတွေရဲ့ရှင်နီမြုပ်နှံမှုတွေကိုလည်းရပ်ဆိုင်းစေခဲ့ပါတယ်။အဲ့ဒီလိုပြုလုပ်ခြင်းတွေကြောင့်လည်းမြန်မာနိုင်ငံဟာပြင်ပလောကနဲ့အဆက်အသွယ်ပြတ်ခဲ့ရတာပါ။1960ခုနှစ်မှာ နိုင်ငံတော်ရဲ့ပြင်ပကူးသန်းရောင်းဝယ်ရေးနဲ့ GDP အချိုးဟာ40ရာခိုင်နှုန်းအထိရှိခဲ့ပြီး1980ခုနှစ် GDP အချိုးဟာဆိုရင်တော့26ရာခိုင်နှုန်းအထိကိုကျဆင်းခဲ့ရတာပါမြန်မာဆိုရှယ်လက်လမ်းစဉ်ရဲ့အဓိကမူဝါဒဟာ အခြေခံလူရန်းစားတွေရဲ့လူနေမှုအဆင့်အတန်းကိုမြင့်တင်ရန်ဖြစ်ပါတယ်တို့တော်လဲတောင်သူလယ်သမားတွေကိုယ်တော်အလေးပေးခဲ့ပြီး စက်မှုလုပ်ငန်းသမားတွေကိုလျှက်လျူရှုတလို့ဖြစ်ခဲ့ရတဲ့အတွက်စက်မှုလုပ်ငန်းတွေကိုထောက်ပံ့မှုနှေးပါလာပြီးမြမစီးပွားရေးဟာလည်းရိမ့်ရိုင်လာခဲ့ရပါတယ်1980ခုနှစ်ဆယ်စုနှစ်အလယ်ကာလတွေမှာတော့အခွန်အသုတ်ကြီးမားလာခြင်းတွေနဲ့အတူမြေယာတွေကိုအဓမ္မသင်ယူခြင်းတွေထိအောင်ဖြစ်ပွားလာခဲ့ပါတယ်1985ခုနှစ်မှာမြမကျက်ငွေဆက်ကူတွေဖြစ်တဲ့ 90ရန်နဲ့100ရန်တွေကိုတရားမဝင်ကျင်ညာပြီးရုပ်သိမ်းခဲ့ပါတယ်။စံစည်းနဲ့တစ်စည်းတွေဟာလည်းလုံးဝကိုကြာဆင်းခဲ့ရပါတယ်။1989ခုနှစ်ကိုရောက်လာတဲ့အခါမှာလည်း25ချက်35ချက်နဲ့85ချက်တန်ငွေဆက်ကူတွေကိုထပ်မံရုပ်သိမ်းခဲ့ပြန်ပါတယ်။အကျိုးဆက်အနေနဲ့ကတော့စီးပွားရေးကြာဆင်းမှုတွေကြောင့်မြန်မာနိုင်ငံကို ကမ္ဘာအစင်းရဲဆုံးနိုင်ငံအဖြစ်ကုလသမဂ္ဂမှာမှတ်တမ်းတင်နိုင်ခဲ့တဲ့အထိဖြစ်လာခဲ့ရပါတယ်။တိုင်းပြည်စီးပွားရေးပြက်ပြားမှုမြမဆိုရှယ်လစ်လမ်းစဉ်မအောင်မြင်မှုစတဲ့အကြောင်းတွေကြောင့်1988ခုနှစ်အရောက်မှာတော့မြမပြည်သူတွေစတင်ထားကြွလာခဲ့ပြီး ရှင်းလင်းလုံးအရေးခင်ဖြစ်ပေါ်လာခဲ့ရာကနေမဆလအစိုးရဟာလည်းပြိုလဲခဲ့ရပါတော့တယ်ခင်ဗျာ။ အဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့နော်